အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ကပြည်နယ်နဲ့တိုင်းစစ်နှစ်ခုမှာရှိတဲ့လွတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌတွေကိုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲဒီတွေ့ဆုံဆွေးနွေးမှုကိုဖေဖော်ဝါရီလ22ရက်နေ့မှာနေပြည်တော်လွတ်တော်ဝင်းအတွင်းရှိရေးရာကော်မတီဆောင်အိုင်တွဲမှာမိုးလွဲ့နှစ်နာရီကစတင်ကတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။အဲဒီတွေ့ဆုံပွဲမှာတော့ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ကလွဲပြီးအခြားပြည်နယ်နဲ့တိုင်းဒေသကြီးကလွတ်တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတွေပါဝင်ခဲ့ပါတယ်။အဆိုပါအစည်းအဝေးကိုပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်ဒေါက်တာစော်မြင့်မောင်ဦးဝင်းထိန်တို့လည်းတက်ရောက်ခဲ့ပါတယ်။အခုလိုတွေ့ဆုံခဲ့တဲ့တိုင်းနယ်ပြည်နယ်12ခုကလွတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌတွေဟာ NLD ပါတီဝင်တွေဖြစ်ကြပါတယ်။ရှေ့ဆောင်ရွက်ရမယ့်လမ်းကြောင်းထားရမယ့်စိတ်ထားတွေနဲ့အာဂရတရားကင်းစင်တာကိုရှေ့ရှုပြီးတော့တိုင်းသူပြည်သားစိတ်ပြတ်မဲ့အလုပ်မျိုးတွေမလုပ်ကြဖို့ဩဝါဒပေးခဲ့တာဖြစ်တယ်လို့ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန်ကတွေ့ဆုံပွဲပြီးမီဒီယာတွေကိုပြောခဲ့ပါတယ်။ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌတွေရှေ့ဆောင်ရမယ့်လမ်းကြောင်းတွေပေါ့။ ်ထားမဲ့စိတ်ထားတယ်ကျွန်တော်ကအသက်ဆိုမဲ့စေနာနဲ့လောက်ရမယ်နောက်ဒီအဂရိကျာကျင်းစင်နဲ့အားရှေ့ရှုပြီးတော့သူတို့ရဲ့တိုင်းသူကြီးကစိတ်ပြတ်မဲ့ဒီလိုမျိုးတွေမလုပ်ဖြစ်ဖို့ဟောလာပေးတယ်တော့အဲ့ဒီတွဲဆောင်နဲ့အစည်းအဝေးမှာပါဝင်လာတဲ့တယောက်ခဲ့သူအချို့ကလည်းအခုလိုပြောပါတယ်လိုအပ်တဲ့ဟာတွေပေါ့ဒီကျွန်တော်တို့ဒိုင်းဒေတာကြီးဟုတ်ပြီးနေလွတ်တော်ဥပဒ်တူဥပဒ်တွေရဲ့ ဟောပေါ့ဆောင်ရွက်မှုပေါ့နော်အဲ့ဒါတွေကိုတော့နည်းနည်းဖြည့်ဆည်းပေးတဲ့သဘောဒီကဒီကျွန်တော်တို့ရဲ့ဒီလုတ်ပိုင်တဲ့လုတ်ပိုင်ခုပေါ့နော်ဒီဥပဒေအကြောင်းရမမားဘူးအဲ့ဒါဒီပဲကျွန်တော်တို့သင်ပါတယ်ဒီလွတ်တော်ဥပဒေနဲ့လွတ်တော်တူပထရဲ့တာဝန်တွေပေါ့နော်ဒါမမားဘူးပေါ့နော်အဲ့လိုပဲဥပဒေအကြောင်းရအလုံထုံးလုံးနီးအတိုင်းပေါ့နော်ဟုတ်ကဲ့စတဲ့နိုင်ငံတော်တိဆောက်ရေးမှာဟုတ်ကဲ့ချင်မှာဥပဒေတွေ 要谈得进妈，我不，妈哩唔少个。